ော့အဖေများနေ့လည်းရောက်တော့မယ်အဲဘပရဲ့မိုးနေ့လည်းရောက်တော့မယ်ဆွဲခါကြတော့မိုးဇက်ကအဲအဖိုးဖြစ်သူကိုအဖိုးဖို့ပေါ့နော်အဖိုးဘယ်လိုပြောဟာဆိုအဖိုးကြီးမမကိုအဲတိသွားတိတော့မယ်တေချာရတော့အဖေတမီးကျောက်ကအဖေကျောက်ကိုအဖေကိုပေါ့နော်အဲအရင်တတိယရတယ်ဆိုရကြအောင်အဲ့ဒါလေးတော့ပတ်နေချင်တယ် အာမိုးဆဲအခုလောလောဆယ်ရတော့ဗောနော်မိုးဆဲရဲ့အဖိုးဖြစ်သူဟာဦးတီဆိုနေတာတီဆိုနေတာမိုးဆဲကိုအဲ့အင်တာဗျူးလေးကိုတွေ့ပြီးတော့မိုးဆဲကိုအဲတချင်းရေးပေးဟာအချင်းတဖို့လက်ဆောင်ပေးဟာပေါ့တချင်းလက်ဆောင်ပေးဟာအဲ့တချင်းကိုမိုးဆဲအာဆိုလဲဆိုပြီးပြီးတီးလက်တီးပြီးပေါ့လို့အဲ့ဆိုတော့မင်းစင်ဆွဲဖို့နဲ့ဒီ antibiotic ပိုပဲကြံတော့ရယ်ပေါ့နော်ဆိုတော့အဲ့တချင်းလေးထွက်ဖို့ရှိမယ်နောက်ပြီးတော့မိုးဆဲအခုကအဲပြောမလို့ဆိုအဖေများနေလဲရောက်တော့မယ် ဲဘပရဲ့မွန်းနေ့လည်းရောက်တော့မယ်ဆွဲခါကြတော့မူဇက်ကအဲအဖိုးဖြစ်သူကိုအဖိုးဖို့ပေါ့နော်အဖိုးဘလို့ပြောဟာဆိုအဖိုးကြီးမမကိုအဲတိတော့တိတော့မယ်မမမသိစင်နဲ့နော်မမရဲ့မဖိုးနဲ့လေးနဲ့ပေါ့နော်မမရမိမရှိရဲ့မဖိုးလေးနဲ့အာတချီလောက်ရှင်အဝဘခုကတော့မရှိဘူးပေါ့နော်ဒါမဲ့လေခရောရဲဆိုရဲပုံစံလေးနဲ့အဲ လိုပြောရမလဲနည်းနည်းလေးကြော့လိုက်တယ်အဲကြော့ကြော့ပြီးတော့တစ်ချီလေးရေးပေးပါအဖေအဖေများနေလေးပေါ့နော်အဖေများနေအတွက်အဖေများနေရောက်တော့မယ်ဆိုတော့အဲ့အရင်ပတ်သက်ပြီးရှေ့ရေးပေးပါဆိုတော့ကိုကကြတော့အမိုးဆက်ရဲ့ခံစားချက်တွေအကုန်လုံးကိုသူကသိရယ်ဆိုတော့တခြားသီးချိုင်ချက်သူကပို့ပြီးတော့အသိရယ်ပေါ့နော်အဲ့တော့သူ့ပဲအပ်လိုက်ပြီးတော့ရေးထားလိုက်တာအဲ့တော့ရှင်းကကြတော့မူဆက်အခမ်းမန်းချေရာဒီအဖေများနေဖြစ်ရှင်ပြင်မဟုတ်ရင်အဲဒီ၆လပိုင်းထဲမှာပဲဖြစ်ရှင် မလေးရှိတယ်ဆိုတော့ဒတိယလာပါပဲသိချာရာတော့အဖေတမီးတယောက်ကအဖေတယောက်ကိုအဖေကိုပေါ့နော်အဲအရင်ဒတိယတယ်ဆိုရဲကြောင့်အဲ့ဒါလေးတော့ပတ်နေတယ်အဲ့တော့မာမိုးဆက်ဟမပြောတတ်သေးဘူးဘာလို့ဆိုတော့မိုးဆက်တချင်းကိုမတိသေးဘူးဆိုရရေးပဲထားသေးတာမိုးဆက်စီမရောက်သေးဘူးတချင်းကအဲ့လိုဖြစ်မတိရတာဘူးတိရတာဘူးဘာလို့လဲမရဘူးလေတော့ ကျိုးဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့မူဆက်ကားတာပေါ့နော်အဲခုဒီထဲကိုဝင်တာကလေဒီကျိုးဆောင်ပိုင်းကိုသွားချင်လို့ဝင်တာကွာဆဲခါကြောင့်ဒီကျိုးဆောင်ပိုင်းကတော့မူဆက်လုံလုံမှာပေါ့အဲ့လိုကြောညာလေးတို့ဘာလို့အခုတော့စပြီးတော့လက်ခံနေပါပြီခွေးရှိပေါ့ဟုတ် ြီးတော့မူဆက်ရှေ့ရှောက်မဲ့ဒီအနုပညာမှာလည်းအဲတချင်းကတော့မူဆက်အရန် perfect ကြီးမဖြစ်ဘူးပေါ့နော်တင်းတန်းလည်းမတက်ထားဘူးဆွဲခါကြတော့အဲအဲ့အမားလေးအဲအတန်ပိုင်းနေမှာအနေအမားလေးပိုင်းပါမယ်ဆိုရင်လည်းအဲတီးခန့်ပေးကြပါပြီးရှေ့ရှောက်မဲ့ဒီအနုပညာလုပ်မဲ့ထင်ပါပေါ့နော်ဒီတယောက်ဆောင်ဆက်လုပ်မယ်ပေါ့เนาะအစောညာလေးပိုင်းလုပ်မယ့်အချိန်မှာလဲအဲဆက်ပြီးတော့အပိကြပါလို့ပြောချင်ပါတယ်ရှင်းခါ